ခလေးတယောက်ဆောင်ဖုံးချိန်ခန့်ဆိုတော့ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ဒါဖုံးချိန်ခန့်ဆိုတာဟာဝဲထုံနဲ့မဖုံးမဲနဲ့ဘာကုံနဲ့ဖုံးတာဆိုတော့ကျွန်တော်နဲ့နာမည်ကသွားတူနေတယ်အဲ့မှာမှနတ်တာချင်းသွားတူနေနာဂျီနဲ့လည်းမတူဆိုတော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်နာမည်ရှင်သန်ခြင်းတစ်ခုပဲပေါ့โอเคညနေလို့ထာဝရဝေဆိုတဲ့ရုပ်သံဇလန်တွေမှာကျွန်တော်ကတီကြီးဦးဆိုတဲ့ဇက်ကောင်လေးနဲ့ပါဝင်ပြီးတော့တရုပ်ဆောင်လာပါတယ်အဲတီကြီးဦးဆိုတော့တီလဲတီမဲကြီးလဲကြီးမဲ เนาะအဲ့လိုမျိုးပေါ့အရာအလုံးဥအောင်ပဲပေါ့အဲလေကားတော့တာပါဟိုတီတီဥဆိုတဲ့အတိုင်းပဲပေါ့เนาะဟိုဇက်လန်လေးရဲ့ဟိုဇက်လန်တွေ့ရလဲအခုချိန်မှာထုံနေပြတာပေးနေရဆိုတော့ဇက်ကိုလည်းတဖြည်းဖြည်းသိနေလောက်ပေါ့ပေါ့တဖြည်းဖြည်းသိလာတော့ပေါ့အဲကျွန်တော်နဲ့စလို့လေးနေရငယ်ရယ်ကလေးကတန်ရုံးစီရှိကြတယ်အဲကျွန်တော်ကအဲ့ဒီကိုသူ့အိမ်ကိုကျွန်တော်တို့ကအသက်အသက်အသက်ကြီးတော့မှလူကြီးလေးဖြစ်တော့မှကျွန်တော်ပြန်ရောက်လာတာပေါ့ မြောက်လာတဲ့အချိန်မှာအဲကျွန်တော်တို့ဘာကြီးဆက်ဖြစ်မလဲပေါ့နော်အဲအဲ့လိုလေးအဲ့လိုလေးပါပဲမျိုးသိထားတဲ့ခံစားချက်ကတော့အရာအလုံးကတော့ဒါဘဝပေးတဲ့သင်ခန်းစာတွေပေါ့အဲလူတိုင်းကတော့မျိုးသိမျိုးသိနိုင်ကြတာပဲလေမျိုးသိနိုင်ဆိုတာမရှိတဲ့အချိန်မှသာပောက်ကွဲမှုဆိုတာဖြစ်လာကြတာပေါ့နော်အဲ့ခါကျတော့ဒါဟိုကိုကဘဝအစ်စ်မှမဟုတ်တာကျွန်တော်တို့ကဒါလူငါပြီးတော့တရုတ်ဆောင်ရတာဖြစ်တဲ့အတွက်ကြောင့်တီဂျီဦးရဲ့ဘဝကိုကျွန်တော်ကတခဏဝင်ခံစားလိုက်တယ်မဟုတ်ချိန်ခန့်အဖြစ်တရုတ်ဆောင်ရတာပေါ့အဲ့တော့မဟုတ်ချိန်ခန့်ကလည်းပြင်ပါတချို့အရာတွေဆိုရင် မျိုးသိပ်တတ်တယ်အာနာတတ်တယ်မျိုးသိပ်တယ်ပြီးရင်ဟိုတောင်းတန်ရောကျွန်တော်တိတ်မပြောဖြစ်တော့မပြောဆိုတာအရာအလုံးပေါ့နော်တောင်းဆိုမှုတွေကအစားပေါ့နော်ကျွန်တော်အဲ့ဒါအဲ့ဒီအဲ့ဒီဟာတွေကကိုယ့်ရဲ့တစ်ဖက်မှာအေးချမ်းမလို့လို့ ਨੇ ဟိုကိုကဟိုတစ်ခါတစ်ခါအရန်မျိုးသိပ်မျိုးသိပ်ရလွန်းလို့ကျွန်တော်ဟိုပါဖြစ်သွားတာပေါ့နော်ထုံသွားတာပေါ့ကျွန်တော်ရဲ့အမှုပညာအပိုင်းတွေပိုင်းမှာဆိုလဲကျွန်တော်တောင်းဆိုခွင့်ရှိတဲ့အရာတွေကိုကျွန်တော်မတောင်းဆိုခဲ့ဘူးအဲ့လိုနမဲနမဲအပိုင်းလေးတွေပြီးွားတဲ့ခါကြာလို့ရှိရင် ဒါကျွန်တော်အတွက်ကိုအဲ့လိုမျိုးရိုက်မဲ့ဒီပေါ့နော်ဟိုဇက်ကောင်ဖန်တီးတဲ့အပိုင်းလေးတွေမှာဆိုရင်ကျွန်တော်လိုအပ်ချက်လေးတွေကျွန်တော်လိုချင်တဲ့အပိုင်းလေးတွေလည်းကျွန်တော်အဲ့လိုမျိုးလေးတွေဆိုရင်ကျွန်တော်ဟိုအရာအလုံးကျွန်တော်လိုသိခဲ့ရတဲ့အပိုင်းလေးတွေချို့အရာလေးတော့ရှိတာပေါ့ဒါတော့ဒါအမှုပညာအလုံးလုံးနေရဆိုတော့လေကိုတယောက်ထင်းနေလည်းမပြီးဘူးလေဟိုကိုကအခွေသားတွေနဲ့အလုပ်လုပ်ရတာဆိုတော့ဟိုဒါကလည်းဟိုကိုယ့်ရဲ့ ခံနိုင်ပေါ့เนาะကျွန်တော်ရဲ့ဒီရိုသိမ့်နိုင်စွမ်းအဲ့ဒါလေးကတခုကဒီတီဂျီဦးဆိုတဲ့ဇက်ရုပ်လေးမှာလည်းအများကြီးဟိုပါသွားတာပေါ့အဲ့ဒါလေးတစ်ချက်ကလည်းကိုကိုကိုပြန်ပြီးတော့ကျေးဇူးတင်ရမှာဖြစ်ဟုတ်ရုပ်ရှင်မှာလားရုပ်ရှင်မှာအဲရုပ်ရှင်မှာတော့အခုဟိုပန်းမြိုင်လေကဥညင်မှုတော့ယုံတင်မှုရှိတယ်အဲ့ဒီကားလေးမှာလည်းကျွန်တော်ကလူအေးဆိုတဲ့ဇက်ရုပ်လေးပဲပေါ့เนาะလူအေးဆိုတဲ့ဇက်ကောင်လေးကနေကျွန်တော်ပါဝင်ပြီးတော့တေးဥဆောင်လာတာဆိုတော့အဲ့ဒီလူရေဗျာစနိုးစနိုး ဲ့ခါကျတော့ဟိုကျွန်တော်အတွက်ကလည်းဟိုပြန်ပြီးတော့ဟိုဘယ်လိုပြောရမလဲဆိုတော့ရုပ်ရှင်မှာလည်းကျွန်တော်လူကျင်တဲ့ဇယုတ်လေးတစ်ခုဖြစ်တယ်ပေါ့အဲအားလေးတစ်ခုကလည်းအားသာချက်ပါပဲဟိုကိုကိုတိုင်ကလည်းဆရာကြီးဒေတွင်းသားဆော့ချီရဲ့ဝိထုဖြစ်နေတာဆိုတော့ဒါပန်းမြိုင်လေးကဥယျာဉ်မှုမှာလည်းကိုကအဲဝိထုတွေကဇက်ကောင်ပေါ့နော်လူလေးဆိုတဲ့နေရာကနေပတ်ဝန်းကျင်တော့သေုပ်ဆောင်ခွင့်ရတယ်ပဲကျွန်တော်ကျေနပ်တယ်ပေါ့နော်အဲအားမျိုးလေးတွေရှိတယ်ကန်တရားကကျွန်တော်ကျွန်တော်တခါတခါအဲ့လိုလေးပြီးပြီးသွားဟိုကျွန်တော်ဆိုတခါတခါပြိတ်သက်တွေလည်းပြောတယ်ကျွန်တော်နဲ့တွဲဖက်ပြီးတော့သေုပ်ဆောင်ခဲ့တယ် အညီလေးညီမလေးလည်းပြောတယ်ကျွန်တော်ရခဲ့တဲ့ဇက်ကားတိုင်းဟာဇက်ကားကောင်းတယ်ပေါ့နော်ဇက်လန်တွဲဆိုလည်းကျွန်တော်ပါဝင်ခဲ့တဲ့ကားတိုင်းကဟိုဇက်ကားကောင်းတယ်ပေါ့နော်ပြီးတော့ကျွန်တော်ပါဝင်တဲ့ဇက်ကောင်တိုင်းဟာပြိတ်သက်တိတယ်ပေါ့ အဲ့လိုမျိုးတွေပြန်ကြားရတဲ့အတွက်လည်းကျွန်တော်ပုံပုံကိုကြည်နဲ့တယ်စူးစမ်းခွင့်ကိုပို့ပြီးတော့အားရှိတာပေါ့ဟုတ်ကလေးတယောက်ဆောင်ညီလေးဖုံးချိန်ခန့်အဲ့လိုမျိုးအဲ့ရပထမအောင်လာကျွန်တော်ကွန်နီတို့အရန်သဘောကြားလေအဲ့လိုမျိုးအခုကွန်နီတို့ကားပေါ့နော်အဲ့ရုံတင်မယ်ဆိုတော့ကိုစတာလဲထွက်လဲထွက်လာကျွန်တော်အရန်ပျော်ပျော်တဲ့အချိန်မှာအဲ့မှာကျွန်တော်ပြိတ္တတွေကလာမေးတာအဲ့ဒါကိုကြီးပါလာတယ်မပါပါဘူးလို့ဘာလို့ဆိုတော့ ဖလေးတိယုတ်ဆောင်ဖုံးရှိန်ခန့်ဆိုတော့ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ဒါဖုံးရှိန်ခန့်ဆိုတာဟောက်ဝက်ထုံနဲ့မဖုံးမဲနဲ့ဘာကုံနဲ့ဖုံးတာဆိုတော့ကျွန်တော်နဲ့နာမည်ကသွားတူနေတယ်အဲ့မှာကနတ်တာချင်းသွားတူနေနာကြီးနဲ့လည်းမတူဆိုတော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်နာမည်ရှင်သန်ခြင်းတစ်ခုပဲပေါ့အဲ့ဒါလေးတော့ကျွန်တော်သဘောကျတယ်အဲ့ဒါကြောင့်မို့ကလေးတိယုတ်ဆောင်ဖြစ်မဲညီလေးတိယုတ်ဆောင်ဖုံးရှိန်ခန့်ကိုလည်းအဲကိုကြီးဖုံးချိန်ခန်းကမြမရုပ်ရှင်လောကမှာအောင်မြင်ပြီးတော့ကြော်ကြားတယ်ကျယ်တဲ့ဝင်လေးဖြစ်ပါစေလို့အခုဒီနေ့ကနေစုမကောင်းတောင်းပေးပါတယ်အညီလေးကိုတော့ဒီခါမှတော့မတွေ့ဘူး အဲယုံတင်နေဆိုရင်တော့သွားကြည့်ကြည့်တော့မယ်သွားကြည့်ပြီးတော့အဲညီလေးနဲ့သွားမိတ်ဆက်မှာပေါ့အဘီဘီဖုန်းချိန်ခန့်နဲ့ကိုကိုဖုန်းချိန်ခန့်ဆိုပြီးတော့သူတော့ထူးဆန်းတယ်နော်ကျွန်တော်ကျွန်တော် live တစ်ခုမှာအဲ့လိုနာမည်တူခဲ့တယ်ဆိုတော့မရှိဘူးအပြင်လောကမှာတော့ရှိတယ်အဲ့လိုဟိုပါပေါ့စားတောက်ဆိုင်နေပြီးတော့ကြော်ညာလုပ်ငန်းလေးတွေအဲ့လိုလေးတစ်ခုတော့ရှိတာပေါ့အဲ့အဲ့ဒီနာမည်လေးတွေတော့ကျွန်တော်တွေ့ဘူးတယ်အဲ့လိုဟိုပါရွှေဖုန်းတို့ဖုန်းချိန်ခန့်တို့ အဲ့လိုဖုန်းချိန်ခန်းကုံကုံဆိုင်တို့ပါအများကြီးပါပဲရုပ်သံဇက်လန်တွဲလေးကိုဒါပရိသတ်တွေအေးအေးကြမ်းကြမ်းလေးကြည့်ရမှာပါအဲ့ဒီမှာမှဒါကျွန်တော်အားပေးနေတဲ့ပရိသတ်တွေအားကိုပူကြီးပြီးကြတဲ့အားကျွန်တော်ကိုကြည့်ချင်တာပါအဲ့လိုရုပ်အဲ့လိုမျိုးအဲ့လိုတီတီကြီးကြီးနဲ့ခန့်ခန့်လေးနဲ့ကြည့်ချင်တဲ့ပရိသတ်တွေဘက်ကတော့ကျင်းနဲ့အားရမယ်လို့တော့ထင်ပါတယ်ကျွန်တော်လည်းအကောင်းဆုံးစူးစမ်းရပါတယ်အခုလိုမျိုးအဖက်ဖက်ကနေကျွန်တော်တို့အမြန်ဆုံးပေါ့နော်ဒီရုပ်သံတွင်နိုင်အောင် ူညီပေးကြတဲ့ sponsor တွေရောဒါကျွန်တော်တို့ရဲ့ဒါရုပ်တံဌာနဖြစ်တဲ့ MRD Football Ever Group ကိုလည်းကျွန်တော်ဒီနေ့ကနေကျေးဇူးတင်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကရိုက်ထားတယ်ရိုက်ထားတယ်ရိုက်ထားပြီးတော့ကျွန်တော်တို့ TV ဖန်သားပြမော်မှာမတက်လာဘူးဆိုတော့ပရိသတ်တွေအတွက်ကလည်းဟိုဟိုအားမလို့အားများဖြစ်တာပေါ့။တချို့ကကြတော့ကိုအားပေးတဲ့အဲ့လိုမျိုးအမှုပညာရှင်ကိုဇက်တိုက်ကြည့်ကြတယ်။ကျွန်တော်ဆိုရင်၅ကားရှိတယ်။အခုဒါပထမဦးဆုံးစပြီးတော့ယုံတက်တဲ့ကားပေါ့နော်။ပြီးတော့နောက်မှ၄ကားရှိတယ်။၄ကားမှာယုံကြည်ကားတကားပါတယ်။ပြီး MRD 4နဲ့ပဲကျွန်တော် ဟိုမှတ်တယ်ပါအချားမရှိဘူးဆိုတော့ရုပ်တန်ဆက်လန်တွေပါတယ်ပြီးအပြင်နဲ့ဆိုရင်အခုပေါ့ကျူးမှာဝင်းမုံတစရဲ့အထုပ်ပတ်တီဆိုတာလွှင့်နေတယ်ပြီးရင်ဂေါ်ဒဇင်ဆိုတဲ့ကားပေါ့နော်ဒါမဟာ application မှာလာမှာအဲ့ဒီကားလေးလည်းဒါလွှင့်မှုတော့ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်၄ကားကြံသေးတယ်ပေါ့နော်၄ကားမှာမှာ၂ကားပြနေတာပေါ့အဲ့နောက်ထပ်လည်းဆက်ရိုက်ဖို့လည်းအစီအစဉ်လေးရှိပါသေးတယ်ဗျဟုတ်ဟုတ်အော်ကျေးဇူးတင်ပါတယ်ကျွန်တော်အားပေးနေကြတဲ့ပရိသတ်တယောက်ချင်းစီကိုလည်းကျွန်တော်ဒီနေ့ကနေကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်